ဘင်္ဂလားဒေ့ရဲ့ပြည်တွင်းစစ်ရာဇဝတ်မှုတရားရုံးဖြစ်တဲ့နိုင်ငံတကာပြည်မှုဆိုင်ရာခေါ်ယုံကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းဆိတ်ဟာစီနာကိုတည်တံချမှတ်ခဲ့ကြောင်း DW သတင်းမှာဖော်ပြထားပါဗျ။ဟာစီနာဟာ2024ခုနှစ်ကကျောင်းသားတွေဥဆောင်တဲ့စူပူအောင်ကြောင်းမှုကိုပြင်းထန်စွာနှိမ်နှင်းဖို့အမိန့်ပေးခဲ့မှုအတွက်မျက်ကွယ်တည်တံချမှတ်ခဲ့တာဖြစ်ပါတယ်။ဟာစီနာဟာသွေးတို့လုံဆောင်မှုလူသားဖို့အမိန့်ပေးမှုနဲ့ကျန်းကျုပ်ရက်စမှုတွေကိုတားဆီးဖို့ပြောက်ကွက်မှုအစရှိတဲ့စွဲချက်သုံးခုနဲ့ပြင်းမှုထင်ရှားတွေ့ရှိခဲ့ကြောင်းတရားသူကြီး ဂိုလန်မော်ဒူဇာမိုဇန်တာကပြောကြခဲ့ပါတယ်။ကျွန်တော်တို့ကသူ့ကိုပြစ်ဒဏ်တစ်ခုပဲချဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါကတော့တေးတံပါပဲလို့မိုဇန်တာကပြောကြခဲ့ပါတယ်။တရားရုံးရဲ့ကြေညာချက်ထွက်ပေါ်လာပြီးနောက်တရားရုံးအတွင်းလက်ခုပ်အော်ဘာတန်တွေထွက်ပေါ်လာခဲ့ပါတယ်။တရားသူကြီးတွေကဟာစီနာကိုလူသားမျိုးနွယ်အားစန့်ကျင်တဲ့ယာစွဲမှုတွေနဲ့ပြစ်မှုထင်ရှားတွေးရှိခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရဲ့ အဖွဲ့ဝင်၃ဦးပါအထူးပြုမှုဆိုင်ရာခုံရုံးအဖွဲ့ကနိုဝင်ဘာ၁၉ရက်နေ့မွန်လွဲပိုင်းမှာဟာစီနာရဲ့ဆွဲချက်ကိုစီရင်ချက်ချခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဟာစီနာဟာနိုင်ငံအတွင်းကထွက်ပြေးတင်းချောင်နေတာကြောင့်တရားရုံးကသူ့ကိုဝရမ်းပြေးဖြစ်ကြေညာခဲ့ကမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အခုဖြစ်စဉ်ဟာ၂၀၂၄ခုနှစ်ဇူလိုင်လမှာအော်ဂိုလာတီဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေကိုအင်အားသုံးဖြုတ်ခွဲမှုအတွင်းရက်ဆက်ကြမ်းကြုတ်စွာပြုမှုခဲ့တဲ့ဆွဲချက်တွေနဲ့ပတ်သက်ပြီးခုံရုံးရဲ့ပထမဆုံးစီရင်ချက်ဖြစ်ပါတယ်။ဟာစီနာကတော့ သူ့အပေါ်ချမှတ်ခဲ့တဲ့စီရင်ချက်နဲ့ပြစ်ဒဏ်ဟာဗက်လိုက်မှုရှိပြီးနိုင်ငံရေးရဆေးဆောင်မှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပြင်ဟာစီနာဟာအိန္ဒိယမှာပြည်ပြေးဖြစ်နေတဲ့လျှက်ရှိကဘင်္ဂလားဒေ့ရှ်ကိုပြန်လာပြီးတရားရင်ဆိုင်ဖို့ညှင်းဆန်ခဲ့ပါတယ်။